ရခိုင်ပြည်အတွင်းစီရေးတင်းမာမှုမြင့်တက်လာပေမဲ့ကြောက်ဖြူမျိုးကရေနံနဲ့သဘာဝတန်းွေစီမံကိန်းဟာအရင်ကတင်ပို့နေတဲ့အတိုင်းပဲတရုတ်နိုင်ငံကိုအတားအဆီးမရှိဒီကနေ့အချိန်ထိတင်ပို့နေစေဖြစ်တယ်လို့သိရပါတယ်နိုင်ငံသားတွေနဲ့မြန်မာဝန်ထမ်းတွေဟာရဟတ်ရင်တင်ပို့တွေနဲ့တွားရအလုံးလုတ်ကိုက်ကြဆဲဖြစ်ပြီးတလမှာအနည်းဆုံး2ကျင်းကနေ3ကျင်းအထိဝန်ထမ်းတွေဆဲဖြစ်တယ်လို့သိရပါတယ်စကောက်စီဟာအေဒီရင်းနှီးမြှုပ်နှံမှုစီမံကိန်းစီကအဓိကအကျိုးအမြတ်ခံစားနေသူဖြစ်ပြီးတော့ ရွှေတဘာဝတန်ငွေရောက်ချတာကနေနှစ်စဉ်ခံမှန်းချီအဖြစ်ဒေါ်လာ950မီလီယံနဲ့ရေနံစိမ့်ဖြတ်တန်းတင်ပို့ခအဖြစ်နှစ်စဉ်ဒေါ်လာ25မီလီယံခန့်ရရှိထားတယ်လို့အစီရင်ခံစာရဲ့ဖော်ပြချက်အရသိရပါဗျ။ဒေါ်လာ8.6ဘီလီယံတန်ဖိုးရှိတဲ့ကြောက်ဖြူအထူးစီးပွားရေးဆောင်မှာပါရှိတဲ့ဆက်မွန်ဥယျာဉ်နဲ့ရေနံစိမ့်ကန်းနှစ်ခုတည်ဆောက်ဖို့တရုတ်နဲ့စစ်ကောက်စီအကြမ်းမှာတွဲဆုံဆွေးနွေးမှုမကြာခဏရှိနေပေမဲ့2024ခုနှစ်မှာ AA ကကြောင်းဖြူမြို့နယ်အတွင်းတိုက်ခိုက်မှုစတင်ခဲ့ပြီးတဲ့နောက်ပိုင်းစီမံကိန်း area မှာလုပ်ငန်းစတင်အကောက်တွေဖုန်နေတာကိုမတွေ့ရသေးပါဘူး။တရုတ်နိုင်ငံကိုကြောင်းဖြူမြို့နယ်မဒေးကျွန်းမှာရှိတဲ့ပင်လယ်ရင်နဲ့စိုက်ကန်ကရင်းနယ်ပို့ဆောင်မှုတွေနဲ့ပိုက်လိုက်တွေကတဘာဝတန်ငွေတင်ပို့ရောက်ရှာမှုဟာနှစ်စဉ်တန်ဖိုးအပြင်အမေရိကန်ဒေါ်လာ9ဘီလီယံအထိရရှိတယ်လို့ရခိုင်ရင်းနယ်စောင့်ကြည့်ရဲ့အဖွဲ့ရဲ့အစီရင်ခံစာအရသိရပါတယ်ရှင်။